အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Marcus ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ Ascended Terror Reading My Marcus ရဲ့ page ရဲ့ founder ဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်လွန်ခဲ့တဲ့နှစ်နှစ်ကလေးက spiritual land ပေါ်ရှောင်းလန်းလာခဲ့တာဖြစ်ပါတယ်အဲ့တော့ okay ကျွန်တော်ဒီနေ့ကလေးမှာပေါ့နော်ကျွန်တော်ရဲ့ reader လေးကျွန်တော်ရဲ့ viewer လေးတွေအတွက် follower လေးတွေအတွက်ပေါ့နော်ကျွန်တော်ဒီနေ့ကြည့်ပြီးတောင်းမယ့် reading လေးကတော့သင်တို့ရဲ့ October လအတွက် January reading လေးဖြစ်တယ်ပေါ့နော်အဲ့တော့သင်တို့ရဲ့ October လလေးကဘယ်လိုမျိုးလလေးဖြစ်မလဲသင်တို့အတွက်ဘယ်လို energy အပြောင်းအလဲလေးရှိလာမလဲပေါ့နော် ိုတော့ဒါကတော့ just uh timeless တော့မဟုတ်ဘူးပေါ့เนาะအခုဒီချိန်မှာပဲကြည့်လို့ရတယ်အဲ့တော့ October လမတိုင်ခင်ပေါ့เนาะကြည့်ရမယ် October လအတွက်အပြောင်းလဲလေးတွေပါအဲ့တော့ okay uh January reading ဖြစ်တဲ့ကြောင့်မလို့ပေါ့เนาะလူတွေအားလုံးနဲ့ kait နေချင်မှာတော့ kait နေမယ်ပေါ့เนาะအဲ့တော့ energy resonate ဖြစ်တဲ့လို့ပဲယူပေးပါပြီးတော့ terror reading ဒီကျွန်တော်တို့လက်ရှိ energy ပေါ်မူတည်ပြီးတော့ကျွန်တော်တို့အနာဂတ်တွေကိုခံမှန်းကြရဖြစ်တယ်ပေါ့เนาะအဲ့တော့အနာဂတ်အတွက် ီဟော့ဂိန်းနေရာတောက်လျှောက်ကြီးဟိုဖြစ်လာမယ်ဆိုပြီးတော့တေယူတန်ကြီးဆဲဆဲမြဲစရာမလိုပေါ့နော်အချို့ရာလေးတွေကလည်းဖြစ်လာမယ်အချို့ရာလေးတွေကလည်းကိုကိုယ့်ရဲ့ energy အပြောင်းအလဲကိုမူတည်ပြီးတော့ဖြစ်လာရမယ့်အနာဂတ်တွေလည်းရှိရပေါ့နော်အဲ့တော့ကိုယ့်ရဲ့ရွေးချယ်မှုပေါ်မူတည်ပြီးတော့အရာတန်းအပြောင်းလဲနေတဲ့အတွက်ကြောင့်မလို့အရာရာကိုတေယူတည်မှတ်ပြီးတော့ပေါ့နော်အရင်ကြီး serious မှတ်ထားဖို့အတွက်အရင်ဆုံးမှချင်ပါတယ်ခင်ဗျာ โอเคအဲ့တော့ကျွန်တော်တို့အသင်းအော်တိုဘာလာအတွက် reading လေးကျွန်တော်လုပ်ရအောင်ပေါ့နော်အသင်း energy လေးကဘယ်လိုလေးရှိနေမလဲဆိုတော့ကျွန်တော်ကြည့်မယ်နော်ဒါလေးကတကယ်လို့ they really really short reading ပေါ့နော်ဒီနေ့မှာ short reading လေးပဲလုပ်ပေးနိုင်တာစိတ်မရှိပါနဲ့โอเคโอเคကျွန်တော်ရဲ့ collective သမားတွေအော်တိုဘာလာအတွင်းမှာဘယ်လို energy ပြောင်းလဲလေးကိုကြုံရမလဲအိုးမြင်လိုက်တာ kind of capture နော်โอเคအကိုရဲ့အာ I cannot cap so okay ကိုရဲ့အဖေတို့နော်ကိုရဲ့ဒီအဖေတို့အမေတို့ပေါ့အချို့ကျတော့လည်းအဖေပေါ့နော်ကိုရဲ့မိသားစုအဓိကတော့မိသားစုတည်းအဖေတို့အဲကိုထက်အသက်ကြီးရဲ့လူတူပေါ့နော် ချစ်သူဆိုရဲအဲ့လိုမချစ်သူပေါ့နော်ကိုနဲ့အဲ့လိုကိုချစ်ရတဲ့သူတွေနဲ့အတူတူအချင်းကိုဆုံးရမယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်နော်မဖေချောဆော့ဆော့ okay အကျိုးရရလဲအစာလေးလှုပ်လိုက်နော် စာလေးလှုပ်လိုက်အဲ့လိုမျိုးပေါ့နော်ပြီးတော့ဒီစာလေးလှုပ်လိုက်ပျော်စရာလေးဖန်တီးလိုက်ဒီလိုလက်ရဲ့အဒီလိုလက်တဲ့ဒီအားလေးရလေးကိုပေါ့နော်အချိန်လေးကုံဆုံးလိုက်ဒီလိုမျိုးလေးနဲ့အချိန်ကုံသွားမယ်ဆိုရင်ပုံစံမျိုးလေးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့အရင်နှစ်တည်းကမလုတ်ဖူးတဲ့အရာလေးဒီနှစ်မှာစပြီးတော့လုတ်ကြည့်မယ်ဆိုရဲတွေ့ရယ်နော်အာဒါတယောက်နဲ့တယောက်နေတော့မတူဘောနော်ချိုးကြလည်းမီးပုံးလေးလွတ်တာစားရှိတဲ့ဖြစ်ရင်အဲ့လိုမျိုးလေးဖန်တီးပြီးတော့ပျော်ပျော်ရွှင်ရွှင်လေးနေဖြစ်ပါလိမ့်မယ်နော်ကေဘယ်အင်ဂျီပြောင်းလဲလေးအော်တိုဘာလာမှာရှိလာမလဲ okay ဒီကတော့ကိုချစ်ရတဲ့သူတွေနဲ့အချစ်ချစ်မေတ္တာပြီးပိုပြတော်လာပြီးတော့ပိုပြအချစ်အချစ်ခံရလိမ့်မယ်ပေါ့နော် just it okay မာကျော်မကြီးဖရားကြီးမြင်တဲ့တိုင်းပဲပေါ့နော်အဲ့တော့ဘာသာရေးလေးပိုပြလုံးဖြစ်မယ်ဖရားကြီးသွားဖြစ်မယ်ပေါ့နော် ချိုးကြလေးခီးသွားဖြစ်တာလေးရှိမယ်ချိုးကြလေးဘာသာရေးလေးပိုပြလုံးဖြစ်တာမျိုးလေးရှိမယ်ချိုးရဲ့အတွက်ကကျတော့ဒီ just it က liberal sign ပေါ့နော်အဲ့တော့ဒီဒီလနဲ့နောက်လဒါမှမဟုတ်ဆယ်လပိုင်းနဲ့ဆယ်တလပိုင်းမှာတင်းတို့ရဲ့မွေးနေ့ရှိနေရလေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့တော့အကုသိုလ်လေးများများလေးလုပ်ပေးပါဆိုပြီးတော့အကြံပေးထားပါရဲ့နော် အဲကုသလေးမြန်မာလုတ်ပေးပါโอเคကိုစောင့်မြုံနေတဲ့ဒီစကားကြီးလေကြားနိုင်ပါတယ်เนาะ ကြားနိုင်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့လေရွှေနေမဲ့ကာလပဲပေါ့เนาะအဲ့တော့စုရဆောင်းလန်လေးလုတ်ပေးပါမိုးဘိုးလေးကိုအများကြီးမသုံးပြပါနဲ့เนาะโอเคအဲ့တော့မြတ်တတပဲဆက်ဆံပြပါကောင်းတဲ့ကံလေးကိုဖြစ်အောင်လို့ပေါ့เนาะကုမှုအကောင်းမှုကုသိုလ်လေးများများလုတ်ပေးပါအောက်ကုသိုလ်ဖြစ်စေမယ့်ရာမျိုးမပြောနဲ့ပေါ့เนาะရုဒ္ဒနတလေးမပြောမိအောင်ရှောင်ပေးပါပေါ့เนาะကျွန်တော်အဲ့လေးမှာချင်ပါရဲ့အော်တိုဘာလလေးကတကယ်ကိုကံကောင်းတဲ့လလေးဖြစ်ပါလိမ့်မယ်ကိုတကယ်ချစ်ရတဲ့သူတွေနဲ့လည်းအချင်းကုန်ဆုံးဖြစ်လိမ့်မယ်ပေါ့เนาะ ချစ်တယ်လဲပို့ပြီးတော့များလာလိမ့်မယ်ဒိုဘလာလိမ့်မယ်နောက်တစ်ခါကကျွန်တော်ဆက်အဲ701ဆိုတာဟုတ်လားဟုတ်တယ်โอเค701ဆိုတော့နည်းနည်းဒီလာမှာပေါ့နော်ကိုရဲ့အဲ့ဒီကိုဖြစ်ချင်တဲ့ image ချက်တွေပတ်သက်အဲ့ဒါနေပတ်သက်ပြီးတော့ကိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်ရှုပ်နေရမယ့်ကာလကလေးတော့ဖြစ်တယ် the tower ပေါ့နော် tower energy အဲ့တော့ tower energy တွေ့တွေ့ကြောက်မသွားနဲ့ပေါ့နော်ဒါက energy အပြောင်းလဲတစ်ခုပဲပြတာ tower ဒီအောက်မှာရှိတည်တည်ရင်စိတ်ချလို့ရတယ်နော်အပေါ်မှာထွက်မကြလာတည်ဘူးပေါ့နော်โอเค အဲ့တော့ tower energy လေးကိုတွေ့ရတဲ့အတွက်ကြောင့်မလို့ကို့ဘွားရဲ့မှာနော်အချို့အပြောင်းလဲလေးဖြစ်ပေါ်လာလိမ့်မယ်ဒါကိုယ့်ရဲ့လုပ်ငန်းကိုင်ကန်နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ကိုယ့်ရဲ့ဘွားနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်အပြောင်းလဲလေးဖြစ်ပေါ်လာလိမ့်မယ်နော်အဲ့အပြောင်းလဲလေးကိုလက်ခံဖို့လည်းအရေးကြီးရပေါ့နော်ဒီကတော့မိသားစုရဲ့မှာဒီအချစ်ချင်းမေတ္တာတွေလည်းပို့ပြီးတော့တိုးလာသလိုပေါ့နော်အကိုယ့်ရဲ့ဘွားအတွက်ဒီတခြားသူတွေရဲ့စကားတွေလည်းဝင်ရောက်လာလိမ့်မယ်အဥမာကွာပညာရေးဆိုရင်လည်းအဲ့လိုမျိုးပေါ့နော်တခြားကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့အတိုင်းဝိုင်းတွေကဝင်ပြီးတော့ဆက်ဖက်တာမျိုးတွေဒီလားအဲ့လိုမျိုးလေးရှိလာနိုင်တယ်ပြီးတော့ ချစ်သူရေးသားရေဆိုရင်လည်းဒီပတ်ဝန်းကျင်က base ကအကြောင်းမလို့ပြဿနာတက်နိုင်တာမျိုးတွေရှိရဲအဓိကတော့ပတ်ဝန်းကျင်အကြောင်းပေါ့နော်ပြီးတော့အလုပ်မှာဆိုရင်လည်းဒီကိုယ့်ရဲ့အလုပ်က senior တော့မဟုတ်ကိုယ့်ရဲ့အလုပ်လုပ်ငန်းခွင်လုပ်ငန်းခွင်မှာရှိတဲ့ကိုယ့်ရဲ့ဒီအပေါင်းအသင်းမိတ်ဆွေတွေဒီလောဘကိုင်ဘက်တွေပေါ့နော်သူတို့နဲ့အခက်အခဲလေးဖြစ်တာမျိုးလေတွေ့ထားရပေါ့နော် Hello Hello ဟုတ်ကွာလေ၃မိနစ်တော့ရမလားဆိုဗီဒီယိုလေးရိုင်းလို့ခဏနေပဲရှာလိုက်ခဏနေနော် Dominate, dominate, ¿no? Ok, ok. um sorry အဲ့တော့အဲ့လိုမျိုးပေါ့နော်အဓိကတော့အဲ့ဒီအပြောင်းလဲရဘာဖြစ်နိုင်လဲဆိုတော့အဲ့လိုမျိုးနည်းနည်းအပြောင်းလဲကြီးကြီးမားမားလေးတော့ဖြစ်လာနိုင်တယ်အဲ့အပြောင်းလဲတွေကနေကိုယ့်ကိုယ်ကိုပြန်လေပြီးတော့တိဆောက်ရတဲ့ပုံစံမျိုးပေါ့နော်ဒီအခက်အခဲကြီးတဲ့မှာကိုကမျောပါမသွားအောင်တော့ယူဆရမယ်ပေါ့နော်အလကုန်ကန်ဒီလောက်ဖြစ်လိမ့်မယ်အဓိကတော့ crisis တွေကြုံနိုင်တယ်ထို့ကြောင့်လေစီးပွားရေးနဲ့ပတ်သက်ပြီးအဆင်မပြေဖြစ်တာမျိုးတွေပေါ့လာဆတော့တကယ်ကိုကောင်းမွန်တယ်ဒီပေးလဲအားလဲအားလဲရတဲ့မှာလေတကယ်ကိုမှကိုယ့်အတွက်ကောင်းမွန်တဲ့ကန်ဒီလုံမယ်ကောင်းမွန်တဲ့ကုသိုလ်ကုသိုလ်တွေလုံမယ်ဖရားကြီးတွားမယ် ီးရီထွက်မယ်စားရှိသဖြင့်ပေါ့ဒါပေမဲ့အဲ့နောက်ပိုင်းမှာပြန်မျိုး struggle လုပ်ရလေးပြန်ရှိလာလေးမယ်လက်ကုန်ကန်ဒီလောက်ကြရင်ကိုယ်တော်နည်းနည်းလေးခက်ခဲမှုတွေကြုံလာရနိုင်တယ်အဓိကတော့အဲအချို့ကြတော့လေခီးမသွားဖြစ်တော့တာတို့ခီးပလန်ပြတ်သွားတာဒါမျိုးတွေရှိပဲအချို့ကြတော့လေခီးသွားဖြစ်တာလည်းရှိမယ်ပေါ့နော်ဒါအမျိုးမျိုးပေါ့ဒါကျွန်တော်မြင်လာလေးပြောပြပေးရဆိုဒီကက်ကတော့ very simple အရင်ရိုးရှင်တယ်လူတော်မပါဘူးပေါ့နော်ဒီမှာပုံလေးတွေပဲပါတယ်အဲ့တော့အဓိကကတော့အာဒီ ဒီအဲမှာဒီလာတယ်မှာအော်တိုဘာလာတယ်မှာကို့အတွက်ပေါ့နော်ကိုနဲ့မကိုက်ညီရဲ့အလိုင်းမဖြစ်တော့တဲ့ energy အကုန်လုံးကအဲ flow ဖြစ်သွားလိမ့်မယ် မျောပါသွားလိမ့်မယ်ပေါ့နော်အဲ့တော့ရေလိုင်းတစ်ခုလိုပဲမျောပါအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ line လေးကိုသွားခွင့်ပြုလိုက်ပါပေါ့နော်အဲ့တော့အဆင်မပြေရဲ့အားနှဲချက်လေးတွေကိုကိုကိုလည်းမြင်လာမယ်ပဝင်းညာနဲ့ထောက်ပြလာတာမျိုးရှိမယ်ပဝင်းချင်းနေတဲ့အနှဲငယ်လေးရင်ဖြစ်နိုင်တာမျိုးရင်ဖြစ်တာမျိုးတွေပရိပက္ခဖြစ်တာမျိုးတွေလည်းဖြစ်လာနိုင်လို့နည်းနည်းလေးရောယူဆိုင်ပြီးတော့အပေါင်းအသင်းဆက်ဆံရေးမှာယူဆိုင်ပေးပါအဲ့လိုနည်းနည်းလေးတွေ့ရတယ်ပေါ့နော်အဲโอเคအချက်သူရေးစားရေးဆိုလည်းသတိထားပေါ့နော်ပဝင်းချင်းဘေးစကားဂျာစကားရဲ့အကြောင်းဂျာလူဂျာလူဝင်တာတော့ဟိုလိုမျိုးဝင်တာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုဘေးကနေသွေးထိုးတာတော့ဘာအဲ့လိုမျိုးတွေရှိလာနိုင်တယ်ပေါ့နော် ော်โอเคပြောရှင်အောင်အော်တိုဘာလာရဲ့မှာပြောရှင်အောင်ဘယ်လိုနေရမလဲဘာလေးလို့တင်လဲပေါ့နော် happy little โอเคဟုတ်ထလာပြီထလာပြီလိုက်မယ်နော်အာ delicious food โอเคရတာရှိရလေးစားပေးပါအဲ့တော့ပေးရလေးမှာကိုယ့်ရဲ့မိသားစုကိုချစ်ခင်ရတဲ့သူတွေနဲ့အတူတူအာမုတ်လေးသွားစားတာပြပြရှင်လေးနေရာမျိုးလုပ်ပေးပါပေါ့နော်အော်တိုဘာလာရဲ့မှာအစားအသောက်ကကိုယ်ပြောရှင်ပါစေလိမ့်မယ်ပြောရှင်စေပါလိမ့်မယ် family တူလားတကယ်လို့လေကိုကအခက်ခဲရှိနေတော့မှာ family ကိုရင်ဖွင့်ပေါ့နော်ရင်ဖွင့်အာကိုယ့်ရဲ့ပြဿနာလေးကိုပြောပြပါ ဒီ family my family မှာလေဒီပြဿနာလေးရှိရဆိုလေအတူတူပေါ့နော်စီးတလုံးနဲ့ဖြည့်ရှင်းကြပါဆိုပြီးအကြံပေးထားရေပေါ့နော်အဲ့တော့မိသားစုနဲ့အတူတူ family time လေးတွေအများကြီးအာလုပ်ဖြစ်နေမယ်ကာလလို့လည်းကျွန်တော်မြင်ရရေပေါ့နော် okay very very fun and very simple ပေါ့နော်အရင်ရွေးရှဲမှာဒီဒီကိုအော်တိုဘာလာလေးကပုံမှန်လားဒီထက်မိသားစုနဲ့ပို့ပြီးတော့ရင်းနှီးနှွေးထွေးနေမယ်လို့ကျွန်တော်မြင်ရရေပေါ့နော် Okay, universe ကအော်တိုဘာလာအတွက်ဘယ်လို message တွေပေးနေတာရှိနေမလဲကြည့်အောင် universe ကအော်တိုဗလာအတွက် collective တမားရဘာ message တွေပေးနေတာရှိနေမလဲကြည့်အောင် okay ဒီနေ့ကတည်းကနည်းနည်းလေးဟောဖြစ်နေရ okay ဒီဇမလာအာ sorry အော်တိုဗလာအတွက် collective တမားရ universe ကပေးနေတဲ့ message ကဘာလေးဖြစ်နေမလဲ အဲ့တော့ collected တမားလေးတွေဒီအပိုင်းမှာနည်းနည်းလေး confuse ဖြစ်စရာလေးတွေ negative energy လေးတွေဖြစ်နေရလေးတွေ့ရတယ်เนาะအာစိတ်လေးမကြည်ရမျိုးတွေเนาะစိတ်လေးကမူးရှွာဖြစ်နေရမျိုးတွေအဲ့လေးတွေ့ရတယ်အဲ့တော့ အဲဘောင်ဒရီလေးထားပါတယ်เนาะဆက်ဆံရေးလူမှုဘောင်ဆက်ဆံရေးမှာကျွန်တော်ဆွမ်းလာပြောသလိုပေါ့တခြားသူတွေကကိုယ့်ရဲ့ဘဝဝင်ပြီးဆက်ဖွဲ့ခဲ့မပေးနဲ့ပေါ့နော်ကိုဘဝကိုပိုင်နေကိုလမ်းကြောင်းကိုရှောင်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့တခြားသူတွေရဲ့ pressure တွေလည်းခေါင်းနဲ့မထည့်ပါနဲ့သူတို့ကရင်လာဖွင့်တာပါလို့ဆိုတော့ကိုကလိုက်ပြီးတော့ဟိုပုံမှန်ပေါ့နော်ကိုချင်းစာပေးရကိုချင်းစာပေးရတယ်ဒါပေမဲ့အများကြီးဝင်ပြီးခန်းစားပေးစရာမလိုဘူးပေါ့နော်ကိုဘဝနဲ့သူတို့ဘဝနဲ့မတူဘူးပေါ့အချို့အရာလေးဆိုရင်ဒီလာတယ်မှာလက်လွတ်ရမှာမျိုးလေးရှိရဲ့ဆွမ်းလာဆွမ်းလာပြောသူဘောင်ဆက်ဆံရေးတချို့လည်းကိုနဲ့မကိုင်းညီရဲ့ဘောင်ဆက်ဆံရေးတချို့လည်းလက်လွတ်ရမယ်ပေါ့နော် ော်ဘာလို့လက်လွတ်ရရလဲလို့မေးလာရင်ကိုယ်နဲ့မကိုက်ညီလို့လို့ပဲဖြေရမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ apathetic star စီရတဲ့ apathetic နော်ကိုယ်ရဲ့စာနာစိတ်ကြီးရောထားဒါပေမဲ့လေကိုယ့်ရဲ့ energy ကိုတော့သူများဆုပ်ယူသွားတော့မခံနဲ့ဆိုရဲတဘောနော်ကိုကတော့ energy တော့ပေးလိုက်တယ်ပေးလိုက်တဲ့အခါမှာတစ်ဖက်သူတွေကဟိုကိုယ့်ရဲ့ energy ကိုအသုံးချပြီးတော့ပေါ့နော်သူရဲ့ဘဝအတွက်အကျိုးထုတ်တာအမြတ်ထုတ်တာဒါမျိုးလေးရှိလာလိမ့်မယ်အဲ့ခါကျရင်ကိုက โอเคသူတို့ကတော့ငါ့အတွက်မကောင်းဘူးငါတို့သူတို့နဲ့ကင်းကင်းရှင်းရှင်းနေမှဖြစ်မယ်ငါ့ရဲ့ကောင်းမွန်တဲ့ energy တွေသူတို့ကြောင့်လည်းဆုံးရှုံးမခံနိုင်ဘူးသူတို့ absorb လုပ်တာတော့မခံနိုင်ဘူးဆိုတာမျိုးကိုကိုကိုပြန်ပြီး boundary လေးနဲ့ပြန်ပြီးတော့ထိမ့်သိမ်းနိုင်မယ်ဆိုရင်တော့ October လလေးက overall ကတော့တော်တော်လေး simple ဖြစ်ပြီးတော့အေးချမ်းချမ်းတွေထွေလေးရှိလိမ့်မယ်တကယ်လို့အဲ့အခြေအနေကိုမထိမ့်နိုင်အောင်ဆိုရင်တော့တော်တော်လေးပြိုလဲရလိမ့်မယ်ပေါ့နော်အဲ့ဒါလေးကိုသတိထားအချို့လူတွေကိုလက်မလွတ်နိုင်တဲ့လူတွေကိုလည်းလက်လွတ်ရမှာမျိုးကြီးဂျုံလာနိုင်တယ်အချို့ healing လုပ်ဖို့ကြုံလာနိုင်တယ်အချို့တငယ်ချင်းတွေကိုယ်ပွားတွေထွက်သွားတာတို့အဲ့လိုမျိုးကိုယ်ရဲ့လုပ်ဖို့ကံပဲကိုယ်ပွားတွေထွက်သွားတာဆက်ရှိတဲ့ပြည့်ရှိလာနိုင်တယ်အဲ့တော့အဲဘယ်လိုပဲဖြစ်ဖြစ်ကိုယ်အတွက်မကောင်းတဲ့နေရာတွေဆိုရင်ကိုယ်ပွားတွေကထုတ်ပြင်မဲ့လာဖြစ်တဲ့အကြောင်းမလို့ဒီလာတွေမှာနည်းနည်းလေးရော aware ဖြစ်အောင်နေပေါ့နော်သတိထားပြီးနေပေါ့နော် โอเคဒါလေးကတော့ October letter message တွေဖြစ်ပါတယ်ဒီနေ့ကတော့ October message တွေကိုရှင်းရှင်းလေးပဲတို့ရိုးရှင်းရှင်းလေးပဲလုပ်ပေးထားရပါတော့နောက်နေ့ကျရင်တော့ reading အရှိကြီးတွေလုပ်ပေးဖို့အတွက်လာပါမယ်ပြီးတော့ကျွန်တော် zodiac reading တွေလည်းလုပ်ဖို့ရှိပါတယ်နောက်လာအတွက်ပေါ့နော်တခြား zodiac detail လိုက်ကြည့်ပေးဖို့ reading တွေလည်းရှိပါတယ်အဲ့တော့ reading လေးတွေကိုအမြဲကြည့်လို့ရအောင် channel ကို subscribe လုပ်ထားမှာမေးပါတယ်အားလုံးပဲ save ပါသေးကျေးဇူးတင်ပါတယ်တာ